ဒီကနေ့တမချန်းစာအနေငယ်ဖတ်ကြားလိုပါတယ်အဲ့ဒီတမချန်းစာဖျားနှုတ်ကပတ်တော်ကတော့ဟေရှာယအနာဂတိကျမ်းခန်းကြီးကိုအခန်းငယ်6မှ9ထိဖြစ်ပါတယ်ဖတ်ပြမယ်နော်အကြောင်းမူကားငါတို့အဖို့သူငယ်ကို ဖွားမြင်ဤငါတို့အာပောက်ကိုတနာတော်မူဤထိုသူသည်အုပ်ဆိုးခြင်း အာနာဇက်ရှိလိမ့်မည် ်နာမတော်မူကအံ့ဩဖွယ်တိုင်ပင်ဘက် တကိုးကြီးသောဖျားသခင်ထရအဘငြိမ်သက်ခြင်းအရှင်ဟုခေါ်တမုတ်ချင်းကိုခံတော်မူလိမ့်မည်ဒါဝိမင်းဤယာဇပလင်ပေါ်မှာထိုင်၍နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ်တရားတော်အတိုင်းဖြောက်မတ်စွာစီရင်၍အမြဲတည်စေတော်မူမိအကြောင်းအာနာတော်တိုးတက်ခြင်းနဲ့ငြိမ်သက် တော်မူခြင်းသည်နှိမ့်ဆအမြဲရှိလိမ့်မည်။ကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍ထိုအမှုကိုပေးစည်းစေတော်မူလိမ့်မည်။ဖတ်ကြတော်နှုတ်ကပတ်တော်အားဖြင့်အယောက်စီတော်ကိုဘုရားရှင်ကောင်းချီးပေးပါစေ။